အားလုံးပဲမင်္ဂလာပါရှင်။မြန်မာတရင်းကြမင်းရဲ့အော်တိုဘားလာ20ရက်နေ့ဗီဒီယိုစီစဉ်သက်ဆက်ပြောမှာဖြစ်ပါရယ်။ပြီးခဲ့တဲ့တပတ်အတွင်းကချင်ပြည်နယ်အတွင်းမှာတိုက်ပွဲပေါင်း29ကြိမ်ဖြစ်ပွားခဲ့ပါရယ်။မြန်မာမှာအရက်သားတွေလေးကြောင်တက်ခိုက်ခံရတဲ့အပေါ်ဝန်ကြီးအောင်ပုံရဟမင်းကြီးကပြောပါရယ်။ ချန်နယ်တွေကတင်ပိုက်ထားတဲ့မျိုးနွေတွေကိုစစ်ကောမရှင်ကခုလ18ရက်အတွင်းလေကြောင်းဝနေပုံ28ချိန်ကြီးချခဲ့ပြီးရတာ42ဦးသေဆုံးခဲ့တယ်လို့သိရပါဗျာ။စားရတဲ့တရနေကိုသက်ဆက်ပြီးတော့မှာပါ။ကျမတို့အစီအစဉ်သက်သွမ်းမယ်နေဖြစ်ပါတယ်။ပြည်ရတဲ့ဘက်အတွင်းကချင်ပြည်နယ်အတွင်းမှာတိုက်ပွဲပေါင်း29ချိန်ဖြစ်ပွားခဲ့ပါတယ်။ဂျိုရီစာကတင်ဆက်ပေးမှာပါ။ ကချင်ပြည်နယ်ပမောဝိုင်းမော်လမြိုင်နယ်ဖကန်ဒေသပေါ်မှာနေတိုင်းတိုက်ပွဲဖြစ်ပွားပြီးပြီးခဲ့တဲ့တပတ်အတွင်းတိုက်ပွဲပေါင်း၂၉ကြိမ်ဖြစ်ပွားခဲ့တယ်လို့ကချင်လူလိုက်ရဲ့အဖွဲ့အစည်း KOKA ရဲ့တည်တင်းနယ်ပြန်ကြားရေးဌာနရဲ့အောက်တိုဘာလ၁၉ရက်ကထုတ်လွှင့်တဲ့တည်တင်းရုပ်သားအစီအစဉ်ကနေသတင်းတရားပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့ကနေ19ရက်နေ့အထိပမောဘက်လေရင်ဒရုန်းနဲ့ဂျီလနဲ့ငွေတွေနဲ့နေတိုင်းပြခတ်တက်ခိုက်တာရှိတယ်လို့ဖော်ပြထားပြီးတော့စစ်ကောင်စီဘက်ကလေရင်ဘုံ၃ကျင်းဒရုန်းဘုံ52ကျင်းအထက်လက်နက်ကြီးပြခတ်မှုပေါင်း369ကျင်းလောက်ရှိတယ်လို့ဖော်ပြထားပါတယ်။ ဘမော်စမြတ်နှင့်ပြင်ပစီရဲ့အခြေအနေနဲ့ပတ်သက်ပြီးစစ်ကော်မရှင်တပ်ကနေစစ်ကြောင်းထိုးလာတဲ့အတွက်တပတ်တာအတွင်ခုခံတိုက်ပွဲအကြိမ်၂၀ဖြစ်ပွားခဲ့တယ်လို့ဝိုင်းမော်လမြိုင်စမြတ်နှင့်ပြင်ပလည်းစစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်ခုခံတိုက်ပွဲ၆ကြိမ်ဖြစ်ပွားတယ်လို့သိရပါတယ်စစ်ကော်မရှင်ဘက်ကချက်လင်းစစ်ကြောင်းထိုးနေစေဖြစ်ပြီးလေရင် drone နဲ့ net ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်နေစေဖြစ်တဲ့အတွက်ပုံမော်ဘက်တိုက်ပွဲဆက်လက်ဖြစ်ပွားနေစေဖြစ်တယ်လို့သိရပါတယ်။ ဝိုင်းမော်လမြိုင်စင်မြတ်နှပြင်ပတ်လဲမြจีนာဘက်ကနေလက်နက်ကြီးပြခတ်တာဒရုန်းပုံကျေတာလေရင်နဲ့ပြခတ်တာနေတိုင်းရှိတယ်လို့ဆိုထားပါတယ်အခုလိုတိုက်ခိုက်တာကိုခရရဲ့ပူပါအဖွဲ့ကနေခုခံတိုက်ခိုက်တဲ့အတွင်းစစ်ကော်မရှင်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများတယ်လို့သိရှိရသလိုခရရဲ့ပူပေါင်းတပ်ဘက်ကလည်းဒေဆုံးမှုရှိတယ်လို့သိရတာပါ ပြီးခဲ့တဲ့အောက်တိုဘာလ6ရက်နေ့ကနေ12ရက်နေ့အထိတပတ်တာအတွင်းကလည်းကချင်ပြည်နယ်ဘုံမော်ဝိုင်းမော်လမြန်နယ်ဖကန့်ဒေသပဲနေ့တိုင်းတိုက်ပွဲဖြစ်ပွားပြီးတပတ်တာအတွင်းတိုက်ပွဲပေါင်း16ကြိမ်ဖြစ်ပွားခဲ့တယ်လို့ထမှန်သိရှိရပါတယ်ဒီလိုလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ချန်နယ်ဆိုရင်တော့မချနာသတင်းချန်နယ်ရဲ့ Messenger ကနေဖြစ်စေဖုန်းနံပါတ်09956 333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ် မြန်မာမှာအရက်သားတွေလေးကြောင်းတကယ်ခံနေရတဲ့အပေါ်ဝန်နေကြောင်းဘိုးဟမင်းကြီးကပြောပါရယ်ဆောင်းဆိုင်ကသစ္စာပေးမှာပါမြန်မာနိုင်ငံမှာအရက်သားတွေနဲ့အခြေခံအဆောက်အုံတွေလေးကြောင်းတိုက်ခတ်ခံရတာနဲ့ပြစ်မှတ်ထားတိုက်ခတ်ခံနေရတဲ့အပေါ်ဝန်နေတဲ့အကြောင်းဘိုးဟမင်းကြီးလီယိုကပြောလိုက်ပါရယ်ဗက်တီကန်စိန့်ပီတာရှင်ပြန်ကဥပုစုတောင်းပွဲမှာပြောခဲ့တာပါရရှိတဲ့တည်င်းတွေအရစိတ်မချမ်းမြေ့စရာတွေဖြစ်ပြီးထိခိုက်ခံစားနေရသူတွေအတွက်လည်းသတ်တူဝန်내ကြောင်းဘုရားဟမင်းကြီးကပြောပါရယ် ပုံရဟမင်းကြီးကမြန်မာနိုင်ငံမှာအပြစ်အခက်ရက်စဲရေးအတွက်တိုက်တွန်းခဲ့တယ်လို့တခြားစစ်ဘေးသင်းနယ်မြေတွေငြိမ်းချမ်းရေးအတွက်လည်းဆူတောင်းပေးခဲ့ပါတယ်။ဒါအပြင်တရားမျှတပြီးရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးမျိုးကိုကမ္ဘာကောင်းဆောင်တွေကအားထုတ်ရှာဖွေကြဖို့လည်းပုံရဟမင်းကြီးကပြောပါတယ်။ပေါ်ရဟမင်းကြီးလီယိုဟာအရင်ပေါ်ရဟမင်းကြီးဖရန်စစ်စကွယ်လင်သွားပြီးတဲ့နောက်အခုနှစ်မေလ၈ရက်နေ့ကစပြီးပေါ်ရဟမင်းကြီးရာထူးကိုဆက်ခံခဲ့တဲ့ပထမဦးဆုံးပေါ်ရဟမင်းကြီးရာထူးကိုဆက်ခံခဲ့တဲ့ပထမဆုံးအမေရိကန်နိုင်ငံသားဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့အာနာတိန်ပြီးချိန်ကနေ2025အောက်တိုဘာ18ရက်အထိဆေးဥစုကတက်ဖြတ်လို့နာမည်နဲ့တကွအတိပြုနိုင်တဲ့တည်ဆုံထားတဲ့ပြည်သူအရေးအတွက်8396ရောက်ရှိနေပြီးအတိမပြုနိုင်သေးတဲ့အရေးအတွက်ကတော့4000လောက်ရှိနေတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPB ရဲ့စည်ရင်းသွေးအရာတီးရပါတယ် တောင်တမထရီနယ်ရီကတိမ်ပိတ်ထားတဲ့မြို့နယ်တွေကိုစစ်ကော်မရှင်ကအခုလ18ရက်အတွင်းလေကြောင်းဝါနေပုံ28ချိန်ချေချခဲ့ပြီးရတား42ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ အခုလောက်အော်တိုဘာလာတည့်ရက်နေ့ကနေ18ရက်နေ့အထိလေချောင်းကနေမန်တုံမြို့မှာ2ကျိန်း၊ကြောင်မင်းမြို့မှာ3ကျိန်း၊ဒီပုံမြို့မှာ5ကျိန်း၊မိုင်းငုံမြို့မှာ2ကျိန်း၊မိုင်းလုံးမြို့မှာ4ကျိန်း၊နမ်ဆန်မြို့မှာ5ကျိန်း၊နမ်မတူမြို့မှာ5ကျိန်း၊မိုးမင်းမြို့မှာ3ကျိန်းနဲ့မကုံမြို့မှာ2ကျိန်း၊စစ်စုပေါင်း28ကျိန်းတိကျတက်ခိုက်ခဲ့ရလို့ဖော်ပြချပါရစေ။ အဲဒီဆရှိရဲ့အကျွင်းစစ်ကောင်ရှင်ရင်ပုံချေတက်ခိုင်မှုကြောင့်တန်ဃာတော်နဲ့ကလေးအပါအဝင်၄၂ဦးသေဆုံးပြီးကလေးအပါအဝင်အရတား၄၄ဦးထိခိုက်ခဲ့ပြီးတော့နေ138အိမ်စာတင်ကျောင်း၃ကျောင်းဖုန်ကြီးကျောင်း၃ကျောင်းကျောင်းဆောင်9ဆောင်နဲ့အဆောက်အဦ၄ခုတော့လည်းထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ် ကြာပင်စစ်ကော်မရှင်ဟာမနေ့ောက်တော်ဘာလ19ရက်နေ့နေလီပိုင်းကလေမုကုမြို့အနောက်ပိုင်းကြောက်ဖားချေရွာကိုချက်ဖိုက်တာနဲ့ပေါင်း150ပုံတလုံးလာရောက်ချေချခဲ့တာကြောင့်ချင်းမွေမြူကြီးချမ်းပေါ်မှာကြာရပောက်ခွေးခဲ့ရလို့ဆိုပါရယ်အဲဒီနေ့မှာပဲစစ်ကော်မရှင်ဟာနမ်ဆန်မန်တုံနဲ့မိုင်းကုံမြို့နေကိုလေလေချောင်းနဲ့ပုံချစ်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၂ဦးထိမှန်တမ်းရရှိခဲ့ရလို့လည်းပြောပါရယ်စစ်ကော်မရှင်ဟာထရန်နယ်ဝေတင်ပိတ်ထားတဲ့မြို့နေတွေမှာတာမကတိုင်းတာလနဲ့ကင်တွေ ဗီဒီယိုကောက်ကိုတက်ဖွဲ့တို့ကတိုက်ခိုက်တင်ပတ်ရရှိခဲ့တဲ့နေရာတွေမှာလက်နက်ကြီး drone တွေချောင်းတွေအသုံးပြုပြီးပြမိတ်ပီသူတွေအပေါ်ဆေးရဆွေးမှုအကျလုံးနေပြီးတော့ပီသူတွေအနေနဲ့လေဘုံချွေတဲ့ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့စေတတိအမြင်ရှိဖို့လိုအပ်တယ်လို့လေချောင်းရကောက်ကိုဖို့ကောက်ကိုဆိုင်ရာနီလန်းတွေလည်းလိုင်နာဆောင်ရွက်ဖို့အလိုရလို့ပြောဆိုထားပါတယ်မြေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်ကိုလက်အင်က ဆုံးရှုံးသွားရတဲ့သူတွေရဲ့အကြောင်းနဲ့ မြေမြုပ်မိုင်းအနေရကိုဘယ်လိုရှောင်ကျဉ်ရမလဲဆိုတာအတူတူလေ့လာကြည့်ကြရအောင်မြေမြုပ်မိုင်းအနေရမြေမြုပ်မိုင်းတွေကြောင်းကိုလက်အင်္ကာဆုံရှုံသွားတဲ့သူတွေရဲ့အဖြစ်ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာနဲ့သူတို့ကိုဘယ်လိုအကူအညီပေးနိုင်မလဲဘယ်လိုအကူအညီချပါမလဲမြေမြုပ်မိုင်းဆိုတာမြေကြီးထဲမှာမြုပ်ထားတဲ့ဖောက်ခွဲရေးပစ္စည်းတစ်ခုပါလူတရားကိုဓမ္မမဟုတ်ရင်သစည်းဖြတ်သွားမိတဲ့အခါပောက်ခွဲမှုဖြစ်ပြီးပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေရနိုင်ပြီးတော့အတက်ကိုပါဆုံးရှုံးနိုင်ပါတယ် ။မြေမြုံမိုင်းကြောင့်ခြေတော့လက်ဒါမှမဟုတ်တခြားကိုလည်းအင်္ဂါအစိပ်ပိုင်းတစ်ခုခုဆုံးရှုံးသွားတဲ့သူတွေဟာအသက်ရှင်နေပေမဲ့သူတို့ရဲ့ဘဝဟာအကြီးအကျယ်ပြောင်းလဲသွားတာပါ။ထိခိုက်နစ်နာသွားရတဲ့သူတွေရဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံရမှုတွေကိုလည်းလေ့လာကြည့်ကြရအောင်။သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာပြင်းထန်ပြီးတော့နာတာရှည်နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။လမ်းလျှောက်ဖို့မတိုက်ရဖို့ခုံဖို့အရာဝတ္ထုတွေကိုစုပ်ကင်ဖို့ ကစားဖို့ဓမ္မမဟုတ်လေးလံတဲ့အလုပ်တွေမှာလုပ်ကင်ဖို့စတဲ့ရေရှည်လှုပ်ဆောင်မှုဆံရအခက်အခဲတွေကိုဖြစ်ပေါ်စေတာတွေ့ရပါတယ်။သူတို့ဟာလမ်းလျှောက်ဖို့အလုပ်လုပ်ဖို့နေ့စဉ်လှုပ်ရှားမှုတွေလုပ်ဖို့အခက်အခဲတွေကိုစိန်ခေါ်မှုတရက်အနေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။စိတ်ပိုင်းဆံရထိခိုက်မှုတွေကရောဘာတွေဖြစ်မလဲ။မြင်မြုံမိုင်းကြောင့်ထိခိုက်ခံစားရတဲ့သူတွေဟာဆိုရင်စိတ်စိတ်တကြခြင်းစိတ်တန်ရာနဲ့အခြားစိတ်ချမ်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။ ဒါအပြင်မြေမြုပ်မိုင်းကြောင့်ကိုလက်အင်ကာဆုံးရှုံးသွားရတဲ့လူအချို့ကသူတို့ရဲ့အခြေအနေကြောင့်လူအများကြီးမှမနေရဲပဲအထီးကျန်ဆန်နေတတ်ပါတယ်။အိဆက်ချင်းဆိုင်ရာအခက်အခဲစိတ်ခံစားမှုပြောင်းလဲလာခြင်းအစာအသောက်ပြတ်ခြင်းအာယုံဆူဆိုက်ဖို့ခက်ခဲခြင်းစားတဲ့မတူညီတဲ့အဆင့်တွေနဲ့ကြုံတွေ့နိုင်ပါတယ်။အခုလိုမြေမြုပ်မိုင်းတွေကြောင့်ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့သူတွေကိုခွဲခြားတာတွေမရှိပဲတန်းတူအခွင့်အရေးပေးပြီး စာနာဖေးမှရပါမယ်။ မြေမြုပ်မိုင်းတွေကြောင့်ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားရတဲ့သူတွေဟာတမန်လူတွေထက်စိတ်ပိုင်းဆိုင်ရာပိုထိရှလွယ်သူတွေဖြစ်တဲ့အတွက်သူတို့ကိုတန်းတူညီမျှဆက်ဆံပေးပြီးစိတ်သက်ကိုထူထောင်နိုင်အောင်ကူညီပေးဖို့လိုအပ်ပါတယ်။စာနာနားလည်မှုပေးပါသူတို့ခံစားနေရတာတွေကိုနားလည်ပြီးကျင်နာစွာဆက်ဆံပါသူတို့ရဲ့စိတ်တန်ရာကိုစိတ်ရှည်တီးခံစွာစာနာပေးပါစိတ်သက်ခွန်အားပေးပါအားပေးပါသူတို့ရဲ့စွမ်းအားတွေကိုအတိအမှတ်ပြုပါ အနိုင်ကျင့်တာပြည့်ရဲ့ပြူတာမျိုးလုံးဝမလုပ်ပါနဲ့အလုတ်ကင်ရနိုင်အောင်ကူညီပေးတာတင် जा ပေးတာနေထိုင်ရေးအတွက်အထောက်ပံ့ပေးတာတွေဟာသူတို့ဘဝကိုနှောင့်နှံ့မရှိအောင်ကူညီနိုင်တဲ့နည်းလမ်းတွေဖြစ်ပါတယ်ဒီလိုဆိုရင်မြို့မြိုင်းမိုင်းအနေရတွေကိုဘယ်လိုကြိုတင်ကာကွယ်ကြမလဲကျွန်တော်တို့အနေရရှိတဲ့နေရာတွေကိုရှောင်ရပါမယ်အရင်ကတိုက်ပွဲဖြစ်ပွားခဲ့ဘူးတဲ့နေရာမိုင်းရှိတယ်ဆိုတော့ဆိုင်းဘုတ်ရှိတဲ့နေရာဒါမှမဟုတ်တတိပိန်နမိတ်ပုံရှိတဲ့နေရာတွေကိုရှောင်ရပါမယ် စစ်ဖြစ်ခဲ့ဘူးတဲ့ဒေတာဘုံပေါက်ကွဲဖူးတဲ့နေရာဒါမှမဟုတ်အန္တရာယ်ရှိတယ်လို့ရေးထားတဲ့ဆိုင်းဘုတ်ရှိတဲ့နေရာတွေကိုဘယ်တော့မှမသွားပါနဲ့လမ်းကြောင်းတွေကိုပဲသွားပါလူသွားများတဲ့လမ်းကလန်ဒါမှမဟုတ်လုံချုံရေးတတ်မှတ်ထားတဲ့လမ်းကြောင်းတွေအတိုင်းပဲသွားပါလမ်းဘေးဒါမှမဟုတ်လေကွင်းသောဆက်တွေထဲကိုဘယ်တော့မှဖြတ်မလျှောက်ပါနဲ့တတိထားเสียအရာတွေကိုဂယုစိုက်ပါနေရာတကာစွန့်ပစ်ထားတဲ့တန်တို့တန်ဆာ စစ်ပစ္စည်းဒါမှမဟုတ်ပုံမှန်မဟုတ်တဲ့အရာဝတ္ထုတွေကိုတွေ့ရင်လုံးဝမထိပါနဲ့အဲ့ဒါတွေဟာမြေမြုပ်မိုင်းဒါမှမဟုတ်ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့အမြဲတမ်းသာဆင်ခြင်နေရပါမယ်တတိပေးချက်တွေကိုနားထောင်ပါဒေသဆိုင်ရာအာဏာပိုင်တွေနဲ့အန္တရာယ်ကင်းရေးအဖွဲ့အစည်းတွေကထုတ်ပြန်တဲ့တတိပေးချက်တွေကိုအမြဲတမ်းဂရုစိုက်နားထောင်ပါမြေမြုပ်မိုင်းနဲ့ပောက်ခွဲစေတတ်တဲ့ပစ္စည်းတွေပြန့်နှံ့တည်ရှိတဲ့နေရာမှာရောက်နေရလို့တန်တရာရှိနေရင်လမ်းလျှောက်ချင်းမှာချက်ချင်းရပ်ပါလှုပ်ရှားမှုမပြုပါနဲ့ တခြားသူတွေကိုအကွာအဝေးတစ်ခုမှနေစေပြီးကို့အနီးနားကိုမလာဖို့တတိပေးပါမြင်းမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုထိကင်ချင်းဒါမှမဟုတ်အနာချင်းကတ်တာတွေကိုမလုပ်ပါနဲ့ကိုယ့်ရဲ့အနောက်ဘက်ကိုဂယုတစိုက်တေးချကြည့်ပြီးကိုယ့်ရဲ့ခြေလမ်းတိုင်းနောက်ကိုပြန်လှည့်ပါအနေရှိတဲ့နေရာရဲ့အကြောင်းကိုရွာကောင်းဆောင်တွေနဲ့ရက်ရွာမှာလူတိများတဲ့ပုံကိုယ်တွေတငယ်ချင်းတွေမိသားစုနဲ့အခြားသူတွေကိုအတိပေးအကြောင်းကြားပြီးအခြားသူတွေကိုလည်းပြောပြဖို့တိုက်တွန်းပါ။ ီမြင်မြုပ်မိုင်းတွေရဲ့အန္တရာယ်ဘာတွေလဲဆိုတော့မြေကြီးထဲမှာပုံကွယ်နေတာမို့မျက်စိနဲ့မြင်ဖို့ခက်ခဲပါတယ်။ဒါအပြင်သူတို့ကိုဖျက်ဆီးမပစ်သေးတဲ့တွေနှစ်ပေါင်းများစွာအလုလုနေနိုင်ပါတယ်။ဒီမြင်မြုပ်မိုင်းတွေဟာကလေးတွေဆော့ကစားတဲ့နေရာလေယာမြေလမ်းနဲ့တောနီးရာအနီးမှာရှိနေတတ်တာမို့ဘသူမဆိုအနေရနဲ့ရင်ဆိုင်နိုင်ပါတယ်။မြေမြုပ်မိုင်းတွေဟာတနာရီအတွင်းအသက်ဆုံးရှုံးစေသလိုတဘောဝလုံးအပြောင်းလဲဖြစ်စေတတ်ပါတယ်။အနေရကိုတိပီရှောင်ကျဉ်နိုင်ဖို့ ကာကွယ်နိုင်ဖို့ကျွန်တော်တို့အားလုံးအတွက်အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။မြစ်နာသတင်းချန်နယ်ရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။အချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။